ရှင်ကျွန်မကသတင်းပေါဒီနေ့ဂျော်လာ16ရက်နေ့အတွက် People's Win ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ Israel ကို hypersonic ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ Iran ပြောတဲ့သတင်း။ Iran ရဲ့နျူကလ িয়ার ပစ်မှတ်တွေကိုတိုက်ခိုက်ရမှာ American ပါဝင်ဖို့ Trump စဉ်းစားနေတယ်လို့ဆိုတဲ့သတင်း။အိန္ဒိယမှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ Britain F35 တိုက်လေယာဉ်ပြန်လည်မထွက်ခွာနိုင်သေးတဲ့သတင်း။ဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ အစ္စရေးကိုတိုက်ခိုက်ရမှာ hypersonic ဒုံးကျည်တွေကိုပါအသုံးပြုခဲ့တယ်လို့အီရန်ကထုတ်ပြန်ခဲ့ပါတယ်။အစ္စရေးကဆက်လက်လှုပ်ဆောင်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတုံ့ပြန်ဖို့အတွက်ဂျော်လာ၁၈ရက်မနက်ပိုင်းမှာဒုံးကျည်တွေနဲ့ပြတ်ခတ်ခဲ့ပြီး hypersonic ဒုံးကျည်တွေကိုပါထုတ်သုံးခဲ့တယ်လို့အီရန်ရဲ့အကြီးဆုံးလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့တော်လန်ရေးအစောက်တပ် IRGC ကပြောပါတယ်။အစ္စရေးရဲ့မဟာမိတ်ဖြစ်တဲ့ American သမ္မတဒေါ်နယ်ထရန့်ကအီရန်အနေနဲ့ချင်းချက်မရှိအရှုံးပေးသင့်ပြီလို့ချင်းချောက်သတိပေးခဲ့ပြီးနောက်တနေ့မှာပဲ IRGC က hypersonic ဒုံးကျည်တွေကိုထုတ်သုံးကြောင်းကြေညာခဲ့တာပါ။ဂျွန်လာ၁၈ရက်မနက်ပိုင်းတုန်းကအစ္စရေးတိုက်လေယာဉ်တွေဟာအီရန်ရဲ့မြို့တော်တီဟီယာမှာရှိတဲ့စစ်လက်နက်ပစ္စည်းစက်ရုံတွေကိုပြတ်မှတ်ထားဗုံးကျဲခဲ့တယ်လို့ဆိုပါရတယ်။အဲဒီနောက် IRGC ကအီရန်ရဲ့ Fardar 1အမျိုးအစား hypersonic ဒုံးကျည်တွေနဲ့အစ္စရေးကိုလက်တော့ပြန်ပစ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ခဲ့တာပါ။အစ္စရေးကို၁၇ဒုံးမြောက်အဖြစ်ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့တဲ့စစ်စင်ရင်မှာ Fardar 1 hypersonic ဒုံးကျည်တွေကိုအသုံးပြုခဲ့တယ်ဆိုတာ ဂုံယူစွာကျင်းညာလိုကြောင်း IRGC ကဆိုပါတယ်။ Hypersonic ဆိုတာဟာအတန်ထက်အနည်းဆုံး၅ဆပုံမြန်တဲ့နှုံးကိုဆိုလိုတာပါ။အဲ့ဒီဒုံးကြီးတွေဟာအရင်မြန်နှုံးမြင့်မြတ်ပြန်တန်းလေးရှိတာကြောင့် theory အရဆိုရင်လက်ရှိကမ္ဘာပေါ်မှာအသုံးပြုနေတဲ့လေကြောင်းကာကွယ်ရေးဒုံးခွင်တော့အများစုဟာ Hypersonic ဒုံးကြီးတွေကိုပြစ်ချဖို့အရင်ခက်ခဲပါတယ်။ပြီးတော့ Hypersonic ဒုံးကြီးတွေဟာမြန်မြန်ဆန်ဆန်လမ်းကြောင်းပြောင်းလဲရှောင်သိမ်းနိုင်တဲ့အစွမ်းမျိုးလေးရှိတာကြောင့်ဈာဖြတ်ပြစ်ချဖို့ပိုခက်ခဲပါတယ်။ အမေရိကန်တရုတ်ရုရှားတို့လိုကမ္ဘာစစ်အင်အားကြီးနိုင်ငံတွေမှာ hypersonic ဒုံးကျည်တွေပိုင်ဆိုင်ရေးအတွက်အပြိုင်အဆိုင်စ조사သုတေသနပြုစ조사နေကြပြီးအီရန်ကအတန်ထက်73ဇာကနေ15ဇာထိပုံမြန်တဲ့ fordown 1ဒုံးကျည်တွေကိုထုတ်လုပ်နေပြီလို့2020မှာကြေညာခဲ့ပါတယ်။နောက်တစ်နှစ်အကြောင်းမှာတော့ဤပညာပိုင်းပိုအဆင့်မြင့်နေဆိုတဲ့ fordown 2ဒုံးကျည်တွေကိုမိတ်ဆက်ခဲ့ပါတယ်။အဲ့ဒီဒုံးကျည်တွေရဲ့စွမ်းရည်တွေဟာအီရန်ရည်ရွယ်ထားသလောက်တကယ်ပဲထိုက်မြတ်သလားဆိုတာကိုမသိရသေးပဲ။ အခုဒီချိန်ကျမှလက်တွေ့စစ်ပွဲမှာပထမဆုံးအကြိမ်ထုတ်သုံးလာတာဖြစ်ပါတယ်။၆ရက်ကြာမြင့်လာပြီဖြစ်တဲ့ Iran Israel စစ်ရဲ့ပြည်ပကအတွင်း Israel ရဲ့တိုက်ခိုက်မှုတွေကြောင့် Iran ရဲ့စစ်ဘက်နဲ့နျူကလ িয়ার နည်းပညာဆိုင်ရာအဆောက်အအုံအများအပြားထိခိုက်ပျက်စီးပြီးအကြီးအကျယ်အထိနာနေပါတယ်။အလားတူပဲ Iran ရဲ့ဒုံးကျည်နဲ့ drone တွေ online ကျင်းလိုက်ပစ်လွှတ်မှုတွေကြောင့်ကမ္ဘာအကောင်ဆုံးလို့တင်စားခံရတဲ့ Israel လေကြောင်းကာကွယ်ရေးစနစ်တွေပါမနိုင်ဝန်ထမ်းနေရပြီး Iran ဒုံးကျည်တွေက Israel မြို့တွေမှာကြားရောက်ပေါက်ကွဲနေပါတယ်ရှင်။ အီရန်နျူကလ িয়ার ဆိုင်ရာအဆောက်အုံတွေကိုတိုက်ခိုက်ဖျက်ဆီးနေတဲ့စစ်စင်ရေးတွေမှာအစ္စရေးနဲ့အတူပူးပေါင်းသွားဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကစဉ်းစားနေကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။အဲဒီကိစ္စနဲ့နှိစက်တဲ့သတင်းရင်းမြစ်တော်တော်များများကထရန့်ဟာအီရန်နျူကလ িয়ার ပြစ်မှတ်တွေကိုအမေရိကန်စစ်အင်အားနဲ့ဝင်ရောက်တိုက်ခိုက်ဖို့တည်တည်ချာချာချိန်ဆစဉ်းစားနေတယ်လို့ CBS သတင်းဌာနကပြောကြားခဲ့ပါတယ်။တကယ်လို့အမေရိကန်ကသာကိုထိလက်ရောက်ဝင်ပါမယ်ဆိုရင်ချင်းနိုင်ငံရဲ့အရှိဆုံးပြတ်မှတ်နေရာတစ်ခုဟာ Ford ရူရေနီယံတန်းစင်စက်ရုံဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့ဒီစက်ရုံဟာအီရန်ရဲ့နျူကလ িয়ার စီမံကိန်းမှာအရေးပါဆုံးအစိတ်အပိုင်းတစ်ခုဖြစ်နေပတ်နေတာပါ။ Trump ကအီရန်ကိုအမေရိကန်ကိုယ်တိုင်ပါဝင်တိုက်ခိုက်ဖို့တင့်မတင့်စဉ်းစားနေတယ်ဆိုတဲ့အကြောင်း CBS အသိပေးခဲ့တဲ့အထက်မှာအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနထိတ်တန်းအရာရှိတဦးလည်းပါဝင်ခဲ့ပါတယ်။ Ford ဟာတောက်တလုံးရဲ့အောက်ဘက်ပေ300လောက်အနက်မှာမြေအောက်ဘန်ကာရီနဲ့အခိုင်အမာတည်ဆောက်ထားတဲ့နေရာဖြစ်ပြီး အီရန်ရဲ့အစွမ်းအထက်ဆုံးနေကြောင်းကာကွယ်ရေးစနစ်တွေဖြန့်ကျက်ထားပါတယ်။ကွမ်ပြည်နယ်ထဲမှာရှိတဲ့အဲ့ဒီနေရာမှာအီရန်ရဲ့နျူကလ িয়ার လက်နက်တွေတီးထွင်စမ်းသပ်မှုကိုအဓိကလှုပ်ဆောင်နေရလို့လည်းယူဆရပါတယ်။ဒါပေမဲ့ထရန်ဟောအီရန်ကိုပါဝင်တိုက်ခိုက်မယ်လို့ယတိပြတ်မဆုံးဖြတ်ရသေးသလိုတကယ်လို့ဆစ်စင်ရဲ့ဆင်နွှဲခဲ့မယ်ဆိုရင်လည်းဘယ်လိုလှုပ်ဆောင်တင်နေဆိုတာကိုသူ့ရဲ့အတွင်းစီပုံကိုယ်တွေကြားညှိနှိုင်းသဘောတူညီမှုတွေမရသေးပါဘူး။ထရန်ဟောသူ့ရဲ့အမျိုးသားလုံခြုံရေးအဖွဲ့အရာရှိတွေနဲ့ဂျော်လာ၁၈ရက်မနက်ပိုင်းတော့က အဒီကိစ္စကိုအင်ဖြူတော်မှာဆွေးနွေးခဲ့ကြတယ်လို့ယုံကြည်ရပါတယ်။တက်ရောက်သူတွေထဲမှာဒုတိယသမ္မတဂျေးစတီဗင်ဘန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကာကွယ်ရေးဝန်ကြီးပီခါဆတ်အမျိုးသားထောက်လှမ်းရေးဌာနအကြီးအကဲတူလီဂတ်ဘတ် CIA ထောက်လှမ်းရေးဌာနအကြီးအကဲဂျွန်ရက်ကလစ်နဲ့အရှိအလယ်ပိုင်းဆိုင်ရာအမေရိကန်အထူးကုသလဲစတီဗင်ဘန်တို့ပါဝင်ခဲ့တယ်လို့သိရပါတယ်။အီရန်ဟာနျူကလ িয়ার လက်နက်တွေလက်တွေထုတ်လုပ်နိုင်ဖို့အရန်နိကတ်တဲ့အဆင့်ကိုရောက်နေပြီလို့ဆွဆဲပြီးဂျွန်လ23ရက်နေ့မှာ အီရန်ရဲ့နျူကလ িয়ার နည်းပညာဆိုင်ရာအဆောက်အုံတွေနဲ့စစ်ကောင်တွေကိုအစ္စရေးကလေကြောင်းတိုက်ခိုက်မှုတွေစတင်ခဲ့တာပေါ့။အစ္စရေးရဲ့စစ်စင်ရေးမှာအမေရိကန်ကတိုက်ရိုက်မပါဝင်ဘူးလို့ညင်းဆိုထားပေမဲ့ဂျော်လာ၁၈ရက်နေ့မှာတော့ဒူပိုင်ဆိုင်တဲ့လူမှုကွန်ရက်မီဒီယာချုပ်မှာထရန့်ကအမေရိကန်ရဲ့ပါဝင်ပတ်သက်နိုင်ခြေတွေကိုတွေးဆစရာ ဖြစ်လာမဲ့ post တွေဆက်တိုက်တင်ခဲ့ပါတယ်။ဥပမာထရန့်ရဲ့ post တွေမှာအစ္စရေးရဲ့စစ်စင်ရေးဆိုတာထပ်ပိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ကျောက်တို့ဆိုတဲ့နန်စားမျိုးကိုတုံးဆဲခဲ့ပါတယ်။ ဥပမာ post တစ်ခုမှာတော့ Trump ကအီရန်ရဲ့ဝေဟင်ပိုင်နက်ကိုကျုပ်တို့ကအပြည့်အဝထိန်းချုပ်ထားပြီလို့យေတာထားပြီးတခြားတစ်ခုမှာတော့အီရန်အစိုးရအဓိပတိအယာတိုလာအလီခါမီနီဘယ်မှာရှိနေတယ်ဆိုတာကိုသိပေမဲ့လလောဆယ်တော့ကျုပ်တို့ကသူ့ကိုရှင်းလင်းအောင်မှာမဟုတ်ဘူးဆိုတာမျိုးသုံးနှုန်းထားခဲ့ပါရှင်ပြီးခဲ့တဲ့သတင်းပတ်ကအိန္ဒိယနိုင်ငံမှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ Britain ရတပ်ပိုင်း F35 တိုက်လေယာဉ်ဟာလက်ရှိအချိန်ထိအိန္ဒိယကနေမထွက်ခွာနိုင်သေးပဲဖြစ်နေပါတယ် ကဘာပေါ်မှာနှီးပညာအစိမ့်မြင့်ဆုံးလို့သတ်မှတ်ခံထားရပြီးရေဒါနဲ့ထောက်လန်းမှုတွေကိုရှောင်ကွင်းနိုင်တဲ့တိုက်လေဟာဂျွန်လ14ရက်ညပိုင်းကအိန္ဒိယနိုင်ငံကီရာလာပြည်နယ်ထဲကတီရူပန်နန္ဒာပူရိလေစိတ်မှာအရေးပေါ်ဆင်းသက်ပြီးကတည်းကတောင်းတနေကြတာဖြစ်ပါတယ်။ဒရင်တွေအရလေရင်ရဲ့ hydrolysis နဲ့တခုမှချုပ်ယွင်းချက်ဖြစ်ပေါ်နေတာကြောင့်ပြန်လည်ထောက်ခါဖို့နှောင့်နှေးကြံ့ကြာနေတာလို့သိရပါတယ်။ F35 တိုက်လေဟာ Britain Tower လေတပ်ရဲ့ HMS Prince of Wales လေယံတင်တင်မောကြီးပေါ်မှာအခြေစိုက်တာပါအဲ့ဒီတင်မောကြီးကိုဥဆောင်တဲ့တိုက်ရရင်အုပ်စုဟာအိန္ဒိယရေတပ်နဲ့ပူးပေါင်းစစ်ရေးနဲ့ချင်းပြီးခဲ့တဲ့နောက်ကီရာလာကန်းလို့ရေမိုင်100လောက်အကွာပင်လယ်ပြင်မှာရှိနေစေပါ F35 တိုက်လေယံဟာပြန်တန်းရင်ရုတ်တရက်လောင်စာစီရော့နယ်ကြာဆင်းသွားမှုပြဿနာကြုံခဲ့ရပြီးဒေသိမ့်မှာအရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်အဲ့ဒီနောက်လေယံတင်တင်မောပေါ်က MGS 101ရဟယင်တစ်စီးနဲ့အတူအင်ဂျင်နီယာတွေရောက်ရှိလာပြီး လေရင်ကိုပြင်ဆင်နေခဲ့ပါတယ်။မူလကဂျွန်လ18ရက်နေ့မှာတိုက်လေရင်ကပြန်တက်နိုင်လိမ့်မယ်လို့ယုံကြည်ထားပေမဲ့မမျှော်လင့်ပဲစံကြောင်မှုတွေဆက်ပြီးကြုံတွေ့နေရတာပါ။လောင်စာစီရုတ်တရက်ကြာဆင်းပြီးအရေးပေါ်ဆင်းသက်ရတယ်ဆိုတာမျိုးဟာရှားပါးတဲ့အခြေအနေမျိုးဖြစ်ပေမဲ့အရန်ကြုံတော့ကြုံခဲ့ပြဿနာတော့မဟုတ်ဘူးလို့လက်နက်ပါတကူတွေကပြောပါတယ်။ American ရဲ့ Lockheed Martin ကုမ္ပဏီကထုတ်လုပ်တဲ့တိုက်လေယာဉ်တွေဟာရေဒါနဲ့ထောက်လန်းမှုတွေကနေရှောင်ကွင်းနိုင်တဲ့ပိုပြောက်စွမ်းရည်ပိုင်ဆိုင်ထားပြီး ကမ္ဘာအဆင့်မြင့်ဆုံးလို့သတ်မှတ်ခံထားရတဲ့ပြင်စမမျိုးဆက်စည်ရင်ဝင်တိုက်လီရင်လက်တဆုပ်စာထဲမှာပါဝင်ပါတယ်။လေရင်မှာတက်ဆင်ထားတဲ့အာယုံခံပြင့်မှတ်ရှာလက်နက်စနစ်တွေအားလုံးဟာခေရှိအပြည့်ဆုံးနှီးပညာတွေကိုအသုံးပြုထားတာပါ။ F35 တွေဟာရဟယင်တွေလိုမျိုး downlight အတက်အစင်းလဲပြုလုပ်နိုင်တယ်လို့သိရပါတယ်ရှင်။ People's Win ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားကြတာဖြစ်ပါတယ်ရှင်။